ဒီနေ့မနေ့၈နာရီတိပြင်းထန်ငလင်တန်းကြောင့်တေဆုံးသူ385ဦးဒဏ်ရသူ4935ဦးပျောက်ဆုံးသူ341ဦးရှိကြောင်းသိရရှိပါတယ်။ တည်ဆုံးတရားရပျောက်ဆုံးသူများအတွက်နိုင်ငံတော်အစိုးရအနေနဲ့များစွာဝမ်းနည်းကြေကွဲရပါတယ်။ကယ်ဆယ်ရေးဆောင်ရွက်မှုများအနေနဲ့ရုရှားတရုတ်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်နီပေါ်ပါကစ္စတန်တရုတ်ဟောင်ကောင်နိုင်ငံပေါင်း18နိုင်ငံက ကျွန်တော်ဒီရင်စီးရစုပေါင်း59စီးနဲ့ကိုညီကဲသေးပစ္စည်းများရောက်ရှိခြင်းကဲသေးဝန်ထမ်းများရောက်ရှိခြင်းရှိပါတယ်ကဲသေးဝန်ထမ်း1566ဦးကျွန်တော်ဘလင်တန်တင်ဒေတာတွေမှာကဲသေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်ထောက်ပံ့ရေးပစ္စည်း438တန်နဲ့ကဲသေးပစ္စည်း942တန် ရောက်ရှိပြီးဖြစ်ပါတယ်ဒါတွေကတော့လေချောင်းကနေရောက်ရှိတဲ့အကူအညီတွေဖြစ်ပါတယ်ဒီကစေးလုပ်ငန်းများနေတယ်ဒီနေ့အထိကျွန်တော်တို့ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်နိုင်ငံတကာမှအကူအညီကစေးအဖွဲ့များရဲ့အကျိုးပန်းဆောင်ရွက်မှုစေးအဖွဲ့များရဲ့အကျိုးပန်းဆောင်ရွက်မှုအကူအညီထောက်ပံ့မှုတွေအတွက်ထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒီကူညီကြတဲ့ထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးမနေ့ကကျွန်တော်ပြောသလို တရဝင်တက်ဆိုင်ရာနိုင်ငံတွေကတန်ယုံစစ်တန်ယုံတွေနဲ့ဆက်သွယ်ပြီးမှဒီမှာရှိတဲ့မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့နိုင်ငံသားရေးဝန်ကြီးဌာနကဘာဖေးရနေကိုညီကယ်ဆေးရေးအတွက်ဖွဲ့စည်းထားတဲ့ဒါကဘာဖေးရနေစီမံခန့်ခွဲမှုအဖွဲ့တရဝင်ဆက်သွယ်ပြီးဒါဆောင်ရွက် ေးကြပါလို့လည်းမေတ္တာရခံပါတယ်ဒီသဘောအဖေးအန္တရာယ်ကနေပြီးကုညီကယ်ဆေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအစိုးရအနေနဲ့အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်ပြည်သူလူထုအားလုံးကလည်းဝိုင်းဝန်းကုညီဆောင်ရွက်ပေးကြပါလို့ပြောကြားလိုပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်